ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အောင်းနဲ့မင်္ဂလာပါဆိုတော့ကျွန်တော်တို့ခုလောလောဆယ်မှာ Manchester United က35ပွဲအတွင်း Ruby Amorim ရဲ့ပထမဆုံး Premier League Back to Back နိုင်ပွဲဆရသွားတယ်နိုင်မဲ့နိုင်တော့သူတို့လုံးဝနိုင်ဖို့ခက်တဲ့သူတို့10နှစ်လောက်ရှိပြီမနိုင်တဲ့ Africa ကမှာကျွန်တော်မှတ်ပဲရရပဲ ဒီဝမ်မာတာဘိုက်စကေကစ်ကစ်ပြီးတော့ဒါဘူဂျူစီမိုလိုလိုလက်ထက်တင်တယ်အဲ့မှာနောက်ဆုံးနိုင်တာပဲအဲ့နောက်ပိုင်းလုံးဝမနိုင်ဘူး MV ကွင်းကလီဗာပူးကအသင်းတိုင်းပွဲခက်ခဲတဲ့ပွဲအရင်တော့ကတော့မန်ယူနိုက်တက်ကောင်းတဲ့ချိန်တော့ကတော့လီဗာပူးက MV ကွင်းကိုခဏခဏယူနိုက်တက်ကိုရလက်ဆိုးလိရှိပေမဲ့အခုနောက်ပိုင်းမှာလီဗာပူးရဲ့ MV ကွင်းကမန်စီးတီးတိတ်ကောင်းတဲ့အချိန်မှလည်းမနိုင်ဘူးအာစနယ်သေးလဲရှုံးတာပဲဒါဒီကဒီမှာအာစနယ်ဇာတ်ထိပ်မှာချိန်ငင်းနေတိတိုင်အောင်လီဗာပူးကိုမနိုင်ဘူးဒါပေမဲ့မန်ချက်စတာယူနိုက်တက်က back to back ပထမဆုံးအချီ35ပွဲအတွက်ပါနှစ်ပွဲဆက်ပရီးမီးယားလိနိုင်ပွဲရသူရူပင်းအာမရွန်တို့ကယုံကြည်မှုအများကြီးပဲဆိုတော့ဒီနေရာမှာကျွန်တော်ဘာတော့တွေ့လဲဆိုတော့ဒီသင်းကစပြီးတော့ဟို confident ဖြစ်ပြီးတော့စပြီးတော့ယုံကြည်မှုစီဆောက်နိုင်တယ်ထန်းတဲ့ around ဖြစ်လာတဲ့အခြေအနေပေါ့လေအဲခန်းစစ်ကစားပုံအရန်ကို solid ဖြစ်တယ်မာကျော်ချစ်လက်တယ် ဖြန်စစ်ကလီဒါရှစ်အပြည့်ရှိတဲ့မကွာရပါတယ်။နောက်မတိုင်းရစ်စတီလီရောပက်ထရစ်တိုခုရောနောက်ဒါလိုရောအပ်တီတက်ကအမတီယာလိုရောဒီညမှာမန်ယူနိုက်တက်အတင်ကအခုအူလူပေးအမ်လို့ဆိုပြည်ရဒီမှာ35ပွဲရှိနေသူကိုင်းတယ်။လုံးဝကိုနှစ်ပွဲဆက်ခါမှမနိုင်ဘူး။အတူပွားအတွက်ဒါပထမဆုံးချိန်ပြည်ပြလေးနှစ်ပွဲဆက်နိုင်ပွဲရတယ်အဲ့ဒါကသူ့အတွက်တကယ့်ကိုတန်ဖိုးရှိတဲ့နိုင်ပွဲတခါနောက်ဆက်တွဲကဘာလဲဆိုတော့ Man United ရဲ့ယုံကြည်မှုပြန်ရတာ အခုဆိုရင်ကြည့်ပြကိုသမားလေးစန်နီလမ်းမန်းဆိုရင်နှစ်ပွဲလုံးမှာ8.4 8.6 8.4 8.6ဆိုတာတကယ်အရေးကြီးတဲ့ခူရှယ်ပေါ့လေဒီချတ်တိတ်လေးကကိုသမားကအစိုးရတဲ့ကအထိုင်ကိုဘာကြောင့်တုံးလဲကျွန်တော်နားမလဲဘူးဒါပါသူအချိန်မကျသေးလို့ဆိုပေမဲ့ဒီချတ်တိတ်ကိုသမားလေးရောက်လာပြီးတဲ့အချိန်မှာအခုလောလောဆယ်ဒီထားရအဖြစ်လေ United ကကိုသမားပိုင်းမှာတည်ငြိမ်တာသူပြည့်သူဘယ်ချိန်နဲ့ကန်တာကြီးပါတော်တော်လေးကောင်းတယ်အခု Manchester United ကအခုအဲ့ဒီနိုင်ပွဲကသူတို့ကို confidence အများကြီးပြောင်းသွားတယ် ရူဘင်အမရွန်ကိုတိုင်နှစ်ပွဲဆက်နိုင်ဖို့ရုံးကန်ရတဲ့ဒီအသင်းကိုအခုလက်ရှိမှာသူတို့လုံးဝပြောင်းလဲသွားပြီဒါကမန်ချက်စတာယူနိုက်တက်တို့ကြာဒါဘေးသက်တွေကိုယုံကြည်ဖို့ကျွန်တော်မမရလွန်ခဲ့တဲ့နှစ်နှစ်ကျော်သုံးနှစ်လောက်ကအိမ်ကွင်းမှာခုနကူပြက်နဲ့လီဗာပူးနိုင်သွားတဲ့အချိန်မှာမန်ယူနိုက်တက်ပြည်သက်တွေအားလုံးရဲ့မျက်နှာဘလောက်ထိဆူဆူဝါဖြစ်တယ်ဒါပေမဲ့အခုဒါဒီကိုသမားဆန်နီလမ်းမန်ဆိုရင်8.6 8.4ကလင်းရှိရတယ်နောက်တစ်ခုက ဒီအသင်းကအခုလက်ရှိမှာရိုးချင်မှုအပြည့်အဝရှိလာတယ် step by step ပေါ့လေဒါဘယ်လိုပြောမလဲတော်တော်လေးကောင်းလာတယ်ဒါအခု ruby amron ရဲ့ဒီအသင်းမှာ benjamin shesko နည်းနည်းလေးလိုအပ်ချက်တွေရှိနေပေမဲ့အခုခုညာကိုမရဘူးမသူရဲ့လုံအားရှိတယ်ဒါပေမဲ့ Brian Ambuemo ကတော့လက်ရှိမှာသူကအကောင်းဆုံးကစားမှာပဲသိပ်ပြောစရာမရှိဘူးလက်ရှိမှာသူကတည်ငြိမ်ဆုံးတဲ့အကောင်းဆုံးကစားမှာဖြစ်တယ်ဒါကျွန်တော်အမြင်ပေါ့လေကျန်တဲ့ဘက်မှာတော့ရန်စူးစွားမရှိဘူးဒါပေမဲ့ Manchester United နဲ့ Ruben Amaro D9 ပွဲကသူတို့ရဲ့စီစဉ်ကိုအပြောင်းလဲဖြစ်နိုင်လားဒါ Ruben Amaro ကိုဒါဘယ်လိုပြောမလဲ Sachin Wycliffe ကတော့အခွင့်အရေးပေးမယ်ဒါ၃နှစ်ထိပေးမယ်ဆိုပြီးပြောထားတာရှိတယ်ဆိုတော့တကယ်ပဲ ရက်ကလစ်တို့ကစာကျင်တို့ကဝူပင်အမရပေါ်ယုံကြည်မှုရှိလို့ဒီလိုအခြေအနေတိတိခံပြီးစောင့်ဆိုင်လာတာဒါမန်ယူနိုက်တက်ပိတ်သက်တယ်ဘလို့မြင်ကြတယ်အခုဆိုရင်ရောဘတ်တိုမန်ချီနီကမန်ယူနိုက်တက်နီးပြကိုင်းချင်းနဲ့ပါရတဲ့ဒါပေမဲ့လက်ရှိနေထားရဒီ3 fet system မှာ quality ကွန်းလေကစားမှာတရားအခုသူကက်စမီရိုကလည်းအားကိုးရတယ်ဗျာမကွာရလည်းအားကိုးရတော့သူတို့ကိုတတန်းတနစ်စီထပ်လို့လာတော့ဘာဖြစ်ဖြစ်အသိန်းကအချိုးမရုပ်ဘူးဒါပေမဲ့ proper fresh player လေးတွေအပ်တာ အိုက်ကစားမလေးတကယ် United ကဒါတကယ်ကိုအပြောင်းလဲဖြစ်မှာဒါ Manchester United အသင်း Ruben Amorim နဲ့အိုက်နိုင်ပွဲကသူတို့အသင်းရဲ့ယာတီအလှည့်အပြောင်းလာနောက်တစ်ခုကရောဒါအခုပထမဆုံးကြိမ် back to back 35ပွဲဆက်မှာပထမဆုံးကြိမ် back to back နိုင်ပွဲက Ruben Amorim အသင်းကိုဘယ်လောက်ထိအပြောင်းလဲဖြစ်နေ Man United ပြည်သက်ဘယ်လိုမြင်ကြတယ်ဘယ်လိုထင်ကြတယ် Ruben Amorim ဒီနီးပြနဲ့ရှေ့ဆက်ပြီးတော့အကောင်းဆုံးရှောင်လန်းနိုင်မယ်လို့ထင်လားကိုမတ်မှာဝင်မှတ်ချက်ပြကြပါအားလုံးကျေးဇူးပါတယ်